အားလုံးပဲမင်္ဂလာပါရှင် Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာဆွေမင်းဒနုပြူရဲ့ကျွန်ုပ်နဲ့တောဝက်အုပ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတော့ထောက်ရှာယူရွာရဲ့တကြီးဥပမောင်ရဲ့ဖိတ်ကြားချက်အရကျွန်ုပ်နဲ့ဘိုက်ကလေးတို့ကရောက်ရှိနေကြပါတော့တယ်တကြီးအိမ်မှာရွာသားများကိုစုံစုံညီညီဆွတ်ဆွဝေးဝေးဖြစ်စေပြီးတော့ကျွန်တော်တို့အားခေါ်ယူခြင်းကိစ္စကိုပြောပြတယ်ဒီလိုပြော ချွတ်တူရွာရဲ့ပြောင်းခင်းတဲ့ကရူမကတော်ဝတ်အုပ်ဝင်တောင်းချက်တဲ့ကိစ္စပါပဲ။အော်ကျုပ်လိုနိုင်ငံကျော်မုတ်ဆိုးကျော်ကြီးကိုဒီတော်ဝတ်လေးကိစ္စနဲ့များခေါ်ရတယ်လို့ဗျာ။ကျွန်ုပ်ကကြားရီစိန်ရင်းတွေမွေဆိုးကြီးထူးထူးဆန်းဆန်းတောကောင်တွေကိုမှဖမ်းချင်တာ။ဒီတော်ဝတ်အုပ်ကထူးဆန်းပါတယ်ဗျ။ဘလောက်ထူးဆန်းလဲဆိုရင်တော်ဝတ်အုပ်စု၃စုနဲ့လာရဗျ။ပထမအုပ်စုကပြောင်းခင်းတွေကိုစားရင်ဒုတိယအုပ်စုကဟိုက်စနစ်တကျလေးကျင်ထားတဲ့ပုံပဲ။ လူတွေလာရင်ကာကွယ်ဖို့ကင်းဆောင်ပေးတယ်။တတိယအုပ်စုကစိုက်ခင်းပပက်လယ်မှာကင်းမုံဝစ်တယ်။ထူးဆန်းပါပဲဗျာ။ကျွန်ုပ်ကြားတော့မကြဘူးဘုံ။ခမရူတွေကရီစရာတိတ်ပြောတာပဲရီရတယ်။ဇေယတက်ကတော့သူများရွာလာပြီးတော့မခန့်ချင်အောင်ပြောနေတယ်။ဟောဟောမဟုတ်ဟောငိမ့်နေရမဟုတ်ဘူး။ထူအခိုင်တပင်ပေါ်မှာတောက်တဲ့တကောင်ကျွန်ုပ်အပေါ်ကိုပြုတ်ကြလေရာလမ်းဖြန်အော်ဟစ်မိတယ်။အမလေးဗျာကေရမူကြပါကြောက်ပါပြီဗျာ။ကျွန်ုပ်ရဲ့အမှတ်တမဲ့အော်တန်ကြောင့် ကြီးနဲ့ရွာသားတွေခွတ်ထွက်ခွက်လန်ရှိမောကြတယ်။မြန်ရစာမုံဆိုးကြော်ကြည့်တဲ့တောက်တဲ့တောင်ကြောက်နေပါလား။ကြားနေချင်းသိဆိုလန့်ပြီးတော့အတန်များထွက်သွားမလားမသိဘူး။အမတ်တမတ်မှုပါဗျာ။ကျွန်တော်လည်းရှက်ရှက်နဲ့တကြီးတို့နဲ့အတူတောဝက်များဝင်တောင်းချမ်းနဲ့ပြောင်းခင်းရှိရာကိုလိုက်ကြည့်ရပါတယ်။ဒီလန်းကတောဝက်လာနေကြလန်းပေါ့။ဒီလိုနဲ့ပြောင်းခင်းပေါ်စီးမနေပြီးရွာသားများအကူအညီနဲ့လင်းစင်တစ်ခုကိုအားချင်းထိုးကြပါတော့တယ်။မမှုနဲ့တယောက်တစ်ခွက်တောက်ရင်နဲ့ လင်းစင်ကပြီးသွားပါတော့တယ်။တကြီးရေတော်ဝက်အန်ဒီရမပူနဲ့ကျွန်ုပ်လက်အကြောင်းကျွန်ုပ်သိရဲ့။သုံးရက်လောက်ဇက်တိုက်ပစ်ပေးလိုက်ရင်ဒီကောင်နေမလာတော့ဘူး။အားကိုးပါရဲ။ဘိုက်ကလေးရွာသားတွေမူးမူးနဲ့လင်းစင်ဆောက်သွားတာငါတော့ခက်လက်လန့်ပဲကွာ။နှီးချက်တွေရလေဖြစ်တယ်လို့။ကဲဒီညတော့တို့လက်စွမ်းပြရတော့တာပေါ့။တကြီးကထိုက်ထိုက်တန်တန်ချင်းမြင်မှာကွာ။ဆရာအကြောင်းတပည့်ကြီးသိပါရဲ။သူညကလင်းစင်ထံမှာအတင်းရှိနေစဉ်ဘိုက်ကလေးရှူတူတူ ိုမလာနေပြီဟုတ်တယ်နောက်ကတော်ဝအုပ်စုကလိုက်မလာပဲကင်းဆောင်နေတယ်ကျွန်ုပ်လည်းရှေ့ဆုံးမှာခေါင်းဆောင်ကိုတနက်နဲ့ထိုးချိန်လိုက်တယ်ခေါင်းဆောင်ကိုအရင်ဖြူမှာကထိုအခါအနောက်မှာတော်ဝအုပ်စုကျွန်ုပ်တို့ကိုမြင်သွားပြီးစူညာစွာအော်ဟစ်အချက်ပေးလိုက်ပါတယ်ကျွန်ုပ်လည်းဘုံကနေနေရာပြောင်းပြီးတော့လင်းစင်လေကိုလှမ်းအတက်လင်းစင်ကကြိုးကြပါတော့တယ်အောက်မလေးပြမောင်းတင်ထားတဲ့တနက်ကြီးစံကဒိုင်းကနေထွက်သွားပြီးရှေ့ဆုံးမှာတော်ဝကောင်းဆောင်ကမမျောလင်းမဲထိမှန်သွားပါတယ် လင်းစင်ကျိုးသွားလို့ပေါ့ဗျာမကျိုးရင်တော့တောဝက်သားနဲ့ချက်ရက်နဲ့ကဘာကြီးလျောင်မှုလို့ရပြီဟုတ်ပါဟုတ်ပါဒီတကတော့ကျွန်တော်အကြံသစ်ဖြစ်တောဝက်တို့ကိုနှိမ့်နှင်းရစိတ်ကူးရပါတယ်တကြီးသားမှာအမဲလိုက်ခွေးငါးကောင်ရှိတယ်အဲ့ဒီခွေးတွေကိုကြည့်ပြီးတော့အကြံသစ်ပေါ်လာခြင်းဖြစ်ပါတယ်ညညာစာတွတ်ပြီးလာပြီဟဲ့တပည့်ကျော်ဘိုက်ကလေးလဲပါတယ်နော်ထိုခွေးငါးကောင်မှာတောထဲမှာ ရုံမွေဖွက်လောက်တော့မှတ်မှုပါဘူးလေကြွက်ကလည်းအရှာကောင်းတယ်တော်ဝက်ပေါက်တော့မှုမဲ့ပုံမရပါဘူး ဒီလိုနဲ့လင်းစင်ဖြစ်တောဝက်ဖြစ်ခြင်းကိုတောဝက်တို့ချုပ်တင်သိနေပြီဖြစ်လို့တိုက်ကွက်တမျိုးပြောင်းခြင်းဖြစ်ပါတယ်။ညမောင်တာနဲ့နှမ်းကင်းနားမှာဝင်နေကြတယ်။မကြမီတောဝက်အုပ်စုရောက်ရှိလာတော့မယ်။လာကြည့်ပြီ။ကျွန်ုပ်တို့ကခွေးများចောင်းလန့်မှာဆိုလို့တနက်ကိုမတုံးပဲလှမ်းကိုသာသုံးဆွဲခဲ့တယ်။တနက်တန်ကြောင့်ခွေးများထွက်ပြေးမခတ်ပါလား။ဖို့ခွေမင်းခွေးတွေကိုဟိုဘက်ကိုလွတ်လိုက်စိတ်ချပါစရာခွေးများကိုရှေ့ဘက်မှာလွတ်ပြီးကျွန်တို့နှစ်ယောက်ကတောဝက်များထွက်ပြေးမဲ့လမ်းကြောင်းကနေစောင့်နေတယ် တပည့်ကြီးလှန်တစ်ချက်တကောင်နော်စိတ်ချပါလက်ပြင်အားကိုတစ်ချက်ထိုးလိုက်ရင်တကောင်မင်းမက်ကျွန်ုပ်တို့လည်းနှံကင်းအရှိဘတ်မှာခွေးများကိုလွတ်ပေးလိုက်ပြီးကျွန်ုပ်တို့ကနှံကင်းနောက်မှာအတင်ဆောင်ဆိုင်နေတယ်အမဲလိုက်ခွေးများကတော့ဝတ်တို့ကိုမြင်နာနဲ့တချိန်ထိုးနှံကင်းများကိုဖျက်ပြီးအတင်းထိုးလိုက်ပါတယ်တော့ဝတ်များအမဲလိုက်ခွေးအုပ်စုကိုမြင်တဲ့အခါလွန်စွာအားအတင်သွားပုံရတယ်ပကုံချင်းရှင်လာတဲ့အမဲလိုက်ခွေးအုပ်စုကိုမြင်တဲ့အခါဒေါသထွက်သွားပုံရတယ်။ဟိုက်မလောက်လေးမလောက်စားကောင်းနေ history ရိုက်လိုက်တာ။ အစာပိုင်းတော့ညမမောင်တဲ့တောဝက်များကကြောင်းလန့်စွာပြေးကြပေးမယ်လေခွေးမန်းတိတ်ကြတဲ့အခါနောက်ချောင်းကိုပြန်လှည့်ပြီးတော့ခွေးတွေကိုပြန်ပြီးရံမှုပါတော့တယ်ခွေးကခွေးနေရာမနေကိုတိတ်ကြသေးရပေါ့ခွေးနဲ့တောဝက်အုပ်သူတပြန်ကိုတပြန်လုံးထွေးကြရင်ခွေးအုပ်မှာတောဝက်အစွဲချံမခံနိုင်လို့ရွာဘက်ကိုထွက်ပြေးကြပါတယ်ဒါကိုမသိရကျွန်ုပ်မှာတော့ဆွဲကြီးကြီးနဲ့စောင့်နေတယ်အတန်တွေကြားနေရပြီအတန်တွေမကြမီတရှူးရှူးနဲ့တောဝက်တန်ကိုကြားရတယ် ကျွန်ုပ်ကြည့်နေရင်နှမ်းတော်ထဲမှာတော့ဝက်တကောင်ကျွန်ုပ်ရှိရာကိုပြေးထွက်လာတယ်။ရှေ့ဆုံးမှာတကောင်ကိုအစင်းသိချင်းရွယ်ပြီးတော့ထိုးမိဟန်ပြင်းနေစဉ်နောက်တကောင်ကအနားမှာဖြတ်သွားပြန်တယ်။မကြမီနောက်တကောင်ကတန်းစီလိုက်ပြီးတော့ဝီကနေဖြတ်သွားပြန်ပါတယ်။ဝက်တွေတကောင်မိတကောင်ဖြတ်သွားတော့လေကျွန်ုပ်တကောင်မှမရပါဘူး။ရက်စံရင်ထင်းရဲကြနေရပဲရက်စံပြေးပြီ။နောက်ဆုံးနှမ်းခင်းရှင်ကိုရင်မောင်ရဲ့ငိုရှိုက်တန်ချီကိုကြားရပါတော့တယ်။ခွေးနဲ့ဝက်တိုက်ပွဲကြမှာငါရဲ့နှမ်းခင်းလေးဖို့ဖို့ညံ့ညံ့ကြည့်ပါရောလား။ ကျွန်တော်မှကျွန်တော်ရဲ့ဆရာဖြစ်ခဲ့ဘူးသူမိုးဆိုးကြီးကမ်းမလောက်ရဲ့စကားကိုပြန်ချမိတယ်။လူလေးတွေ့ပြီးမိုးဆိုးနဲ့ရောကြီးပေးရခြင်းအခွဲမရအောင်ဒီတော့ရောပြီးတော့စတန်ထွင်ခြင်းရဲ့နောက်ဆုံးရလဒ်ကကျွန်တော်မဟာအဆက်꿰ခဲ့ရပြီးရွာသားများရဲ့လောင်ပြောင်ခြင်းကိုခံခဲ့ရပြီးတော့အမဲလိုက်ခွေးတွေတော့ဝက်ပက်လို့တည်ခဲ့ရပါတယ်။ကျွန်တော်ရဲ့စိတ်ထဲမှာရွာသားများရဲ့အားကိုးမှုမရရှိလို့စိတ်ထဲကနေမချိနဲ့ဘူး။ကျွန်တော်အမိုးဆိုးပညာသင်ပေးခဲ့တဲ့ဖခင်ကြီးရဲ့စကားကိုပြန်ချနိုင်မိတယ်။ ငါသာရှင်ဘော်ကနေအမဲပြစ်တာအသာစေးရပြီးအဲ့ဒါကတာမင်းမြတ်မှတ်တာอืมဟုတ်တယ်ဟုတ်တယ်ဒီလောက်များတဲ့တောဝက်တွေကိုရှင်တစည်းနဲ့လိုက်ပြမရမှာဒီတော့ဇက်တော်တော်ဘာကြမ်းစီနေပြန်ပြီလဲမသိဘူးတို့ရွာတော့နားတော့မယ်ထင်တယ်သူနောက်ကျွန်ုပ်လည်းအကြံတစ်ခုချက်ချင်းရပြီနောက်လှည့်ရင်တစင်းငါပြီးတောဝက်အုပ်ကိုပေါ်စည်းမှလိုက်လံပြက်ခတ်တဲ့အခါဒီလိုနဲ့ထောက်ရှာရွာကိုရောက်နေရပိုးထောင်ကိုအကျိုးချောင်းပြောပြီးအကူအညီတောင်းရပါတော့တယ်ခေါ်ရဲဆိုလို့ဒီရွာကိုဘယ်တော့ငါရောက်နေလဲ ဘိုက်ကလေးအတွက်မိမလာတောင်းတော့လုံးဝဖြစ်နိုင်မအောင်နော်ဒီကိစ္စအသာသာအခုခေါ်ရတဲ့ကိစ္စဒီလိုကမင်းကိုတခုအခုညီတောင်းမလို့ဘာလုပ်ပေးရမလဲပြောဒီလိုကအခုဒီရွာကိုရောက်နေရတီးနံပင်တွေကိုဝင်ဖြက်စီးနေတဲ့တောဝက်တွေကိုနှိမ့်နှင်းဖို့ကအခုတောဝက်နှိမ့်နှင်းရတာတိတ်ဟန်မကြသေးဘူးအခုစဉ်းစားတာကဒီတောဝက်တွေကိုနွားလဲတစည်းငါပြီးနွားလဲပေါ်နေပြက်မလားလို့ကဖြစ်ပါမလားဆရာတော့စတုကြည့်လောက်ပါအောင်ကိုရမော့ဖို့အဆက်တွေကွဲနေပါအောင်မေဖို့တော့ ငါ့ကိုငှားပေးမလားမပေးဘူးလားပြောငါ့အရေးချင်းကိုမင်းသိပါတယ်လေအလုပ်တစ်ခုလုပ်ရင်ဘယ်တော့မှလက်မလျှော့ဘူးကွာနားလေလားဒုက္ခတော့ရောက်တော့မယ်ဖိုးထောင်ကသူ့ရောက်ကမရဲ့နွားလေးကိုငှားပေးပြီးကျွန်ုပ်နဲ့ဘိုက်ကလေးတို့နေဝင်တရောချင်းပြောင်းခင်ဘက်ကိုထွက်ခဲ့ကြတယ်ဒီကောင်တွေလာတော့မယ်ကျွန်ုပ်တို့တွေးထင်ထားတဲ့အချိန်ကိုရွှေတော်ဘတ်တို့ကရောက်ရှိနေကြပြီးသုံးရက်ရှိပြီးအလုံးမဖြစ်ဘူးတော်ဝတ်တို့ကပြားမှုများကိုတချွတ်ချွတ်နဲ့စားနေကြတယ်ဒီနေ့တော့တင်းနေပြီမရတော့ဘူး ိုက်ကလေးကတရှိန်ထိုးတော်ဝက်အုပ်ရှိရာကိုမောင်းချလိုက်ပါတော့တယ်။ကျွန်ုပ်ကကြည်ကိုစင်းသက်ထိုးပြီးတော်ဝက်အုပ်ကိုအတင်းလိုက်ချေတော့တယ်။ပြောင်းကင်းထဲမှာနွားလေးကပြေးရလို့လူးလူးလှိမ့်လှိမ့်ကျွန်ုပ်မကြာခဏဖင်ထိုင်ရကြတယ်။ကျိုးပါပြီမိညာယိုတော်ဝက်များမှာပြောင်းကင်းထဲကိုကစုံဆိုင်ဝင်လာတဲ့နွားလေးကြောင့်လန့်ပြန့်ပြီးဟိုပြေးတီပြေးဖြစ်ကုန်ပါတယ်။ကျွန်ုပ်လည်းလဲပေါ်မှာဖြစ်တယ်လို့ပြစ်နေရတယ်။မှန်းချက်ကမထီလွဲလွဲချော်ချော်ဖြစ်နေတယ်။ဝက်များကဟိုပြေးတီပြေးနဲ့ဝယုံသုံးကဖြစ်နေပါတော့တယ်။ထိုအခိုက် နွားလဲပင်တစ်ခုကဖြောင်းကနေကျိုးကတင်းယူပေါ်မှာရှောက်ပြေးနေပါဗျ။ကျွန်တော်လဲရဲ့အဖြစ်က ရှုရက်စရာမရှိတော့ဘူး။ဟဲ့အဲ့ဒါဘေးကလဲပင်ကြီးတော့ဒီလိုနဲ့ကျွန်တော်တို့နှစ်ဦးမှာခွေးကြကြပြီးလဲတကြလူတကြဖြစ်ရတယ်။ပြုတ်ကြတဲ့နေရာမှာထမင်းမထနိုင်တော့ဘူး။ဘိုက်ကလေးကစကားမေးပင်မရတော့ပါဘူး။တကြီးနဲ့တခွာရွာသားတွေကနောက်ဆုံးဆုံးဖြစ်ချက်ကို တူညီစွာချလိုက်ပြီးမြိုင်းသားစီယုံကိုညာရင်ချင်းတင်လိုက်ရပါတယ်။ရွာကမင်းမြတ်ထွက်သွားတာပဲကောင်းတယ်။ဟုတ်ပါဗျာဟုတ်ပါ။ ရာသီလေးကူးပြောင်းလိုက်ရင်ချောင်းကတဟုံးနဲ့ဆိုးကျင်တယ်။နေပူမိုးရွာမရှောင်တော်ရဲဝင်အမဲပြစ်နေရတဲ့ကျွန်ုပ်တို့ဆရာတပည့်ကတော့မပြားနာအောင်ရေစိန်ခံတွတ်ပြီးဘိုက်ကလေးပေါ်ဗျာ။ဒင်းကအားရှိဖြားလိုက်နားလိုက်မိုးကလေးညှို့လာပြီးဆိုရင်စက်ကြောကတက်ကျင်လာပြီးတော့တော့ကတွတ်ပြီးအလကားနဲ့အလကားကျုပ်စက်ကြောလေးလာဆွဲပေးပါအောင်။ဟိုက်အနီးကထိုင်မိတာမှားပြီ။မိုးကုံဆောင်ကိုမြောက်ပြန်လေးမြူတာနဲ့မသိမြင်တယောက်ချောင်းစိုးရောကောက်ကငင်ကရပါတော့တယ်။ ကျေးလန့်မှုစေးမိတူတာတုံးနေဟဲ့ကွန်ရွက်ညက်ပြီးတော့စားခတ်တောက်ရတယ်ဟဲ့မျက်ချိုရွက်လေကောင်းနေဟာအရေးညက်နိုင်ချိုးမြမြလေးဟာမျက်ချိုရွက်ကကလေးတွေအတွက်ဥစားရှင်ဟာမသေးမြင်တငယ်ပြန်နေပါမယ်ရှင်အစောက်ပုံစေးဝဲတောက်ဟဲ့ဟဲ့အဲ့ဒီစေးရီကမြန်သားမျိုးရောက်မှဝဲလို့ရတာဟာညညာသူမရဲ့တဟိုးကိုချောင်းတန်ကြောင်ကျွန်တို့တို့လည်းကောင်းစွာအိပ်စက်မရဘူးဟဲ့စားမျိုးဟာတမိနစ်ကိုအချိန်60စိုးနေပြီသူပဲရေရေနိုင်လို့နေ ောက်တနေ့မနက်ကျသူမချောင်းဆိုးရအောင်လို့အတန်မင်းမထွက်နိုင်တော့ဘူး။လေချောင်းတွေနားရကတော့ပြီ။သူမရဲ့အတန်ကရှာတက်တာလေပုံမှန်အတန်မဟုတ်တော့ဘူး။ဟဲစတီရီယိုဆိုတော့လုံးလို့ရပြီ။မထွက်တဲ့အတန်ကိုညှင့်ညက်ဆိုးနေလို့ဒိုစင်မှာပင်တိုက်တိုက်ဆန်ဆန်ရောက်လာသူကတိုင်းရင်းစေးစရာကြီးဥဥရချမ်းမသိမြင်ကဥဥရချမ်းကိုမြင်တဲ့အခါကဘာဦးလူတို့ကိုနေကိုမြင်တယ်လို့လွန်စွာမှဝမ်းမြောက်သွားတယ်။ဟေ့ဟိုကထွက်လာတာဘာကြီးလဲ။လိမ္မော်သေးကြီးလား။ဂေါ်စီလာဥကြီးလား။ တခြားကဘာကကောင်းကြီးလားဦးအီယာချန်းကခုနှစ်နှစ်ရှစ်နှစ်အရွယ်ကလေးငယ်တဦးကိုလက်ဆွဲလာတယ်ကြွပါစရာကြီးမတွေ့ရကြပြီမတွေ့ရဆိုအနေနဲ့ရရက်ကပင့်ဖိတ်လို့စိတ်ကူးထွက်နေရနဲ့မအားလာပါဘူးတွတ်ပြီးရဦးအီယာချန်းကစေးလွယ်အကြီးဘေးချကပြောတယ်ဆရာကြီးကျုပ်ချောင်းစိုးနေတာတပတ်လောက်ရှိပြီတော့စီလေးပါလေးပေးပါအောင်ဩရာဒီအကူအပြောင်းချောင်းပေါ့မပူပါနဲ့အာကန်နုချောင်းမှာကျုပ်စီးပေးမယ်အားကိုပြစေဆရာကြီး ဆေးစရာကြီးဦးအေရချမ်းကဆေးလွယ်ကြီးထဲမှာပလင်းများကိုရွေးရင်ဟောရီချောင်းစိုးပြောင်စရာကြုတ်ကိုယ်တိုင်ဖော်ဆက်ထားတာဗျနင်းနေရရမဟုတ်ဘူးရှင်နန်းတွင်သမားတော်ကြီးတွေစရာရှားတဲ့ဖော်နီးဗျကြုတ်ဆေးကိုတောက်ချောင်းစိုးဒိဋ္ဌိပြောက်ရမယ်၎င်းတဟိုးကမသေးမြင်မဟုတ်ပါလေအတန်သေးသေးနဲ့ဦးအေရချမ်းနဲ့အတူပါလာတဲ့ကလေးထံမှချောင်းတန်ပေးနေခြင်းသာဦးအေရချမ်းကပလင်းကြီးထဲမှာဆေးမုံညဉ့်ညဉ့်များကိုအတင်ဖြဲထားတဲ့စကူများပေါ်တစ်ခွက်စာစီထည့်ပေးရင်း သူ့ဆေးကိုလည်းအမြင့်မပြတ်ညှို့နေတယ်။ဘိုးတော်ဖေရလက်ထက်တမားတော်ကြီးဇီဝကဟာဟိမဝန္တာတောင်းသွားပြီ။ဆေးပေါင်းခတဲ့တောင်ပေါ်မှာလာပြီလာွယ်ညတွေမှာတောင်ပေါ်ကကျလာတဲ့နှွေးရှင်တွေကိုခိုးပြီးတော့တောင်ပေါ်တက်အဲ့ဒါလိုခက်ခက်ခက်ခဲခူးယူကြိတ်ပြီးဖော်ရတဲ့ဆေးထူးခြားတဲ့ဆေးအဖိုးထိုက်တဲ့ဆေးစေးစေးစေးအာဒီကလေးကတစ်ချိန်လုံးဘေးမှာချောင်းဆိုးနေပါလားအဖိုးကချောင်းဆိုးပြောက်စေးညှို့နေစဉ်မျိုးလုံးသူကချောင်းအဆက်မပြတ်ဆိုးနေလို့ ဈေးဆရာကြီးဦးအေရချမ်းကရှက်သွားပြီအာဒီကြောင်လေးဟာဈေးတို့တွေနင်းကန်စားပြီးချောင်းဆိုးကဘဲကလာပြီးပျောက်တော့မှလဲဦးအေရချမ်းကသူ့မျိုးကိုစူးတယ်ဈေးတို့တွေကြက်ကြက်စားငါဈေးကြမတော့ချင်ဘူးကျွန်တော်တို့ဆရာတပည့်လည်းတလိမ့်လိမ့်တက်လာတဲ့ရည်ကျင်စိတ်ကိုထိန်းချုပ်ရန်ခက်ခဲလို့အပြေးကလေးထလာစဉ်ကြားပြအောင်ကြားလိုက်ရတဲ့အတန်ကလေးကဖဖို့ဈေးတို့မစားတာတလားလောက်ရှိပြီလေပြီးတော့ဖဖို့ဆရာနေတိုင်းတောက်နေရတဲ့ဥစ္စာအောင်ဟင်ဒီနေ့ကံမကောင်းပါလား ဝါလာကင်းလို့တရင်ကျုပ်ပြီးဆိုတာနဲ့ရွာထဲမှာလော့စပီကာတန်ကိုကြားနေရပြီဝါရင်း၃လလုံးလုံးအောက်အီးထားကြရတဲ့မင်္ဂလာမောင်မေတို့ကသူ့ထက်ငါပြန်ကျဲပြီးတော့မင်္ဂလာပြုကြတော့တယ်ကျွန်ုပ်တို့ဂျုံတိုင်းတော်ရွာကလေးမှာလည်းပြောင်းလဲလာတဲ့ခစ်ကြီးနဲ့အညီဟိုးရခင်ကလို့မဆိုင်ကိုစိတ်လေးတလေးနဲ့မင်္ဂလာဆောင်ကိုနှုတ်ပြမဖိတ်ကြတော့ပဲခင်မီဆက်ကိုအချောစားပေါ်မှာပုံနဲ့အခရာဖြင့်လက်လာပါပါရိုက်နှိတ်ကဖိတ်ထားစာပြုတ်တက်လာပြီဥတ္တပေအတွက်ဖိတ်စာအပါတဲမွေးပါလား မွေးဆိုရင်ရင်းမွေးဖိတ်စာပြကျွန်ုပ်ကတော့တောသားပြပြဖိတ်စာမှာရင်းမွေးစွန့်မဲ့တူတူငါပြရင်လည်းတငင်းသီးနှံလေးထည့်လိုက်ရင်ပုံမွေးမလားလို့ဟာနည်းနည်းစောစောပြကျွန်ုပ်လည်းကျွန်ုပ်တန်ရောက်လာတဲ့မောင်မောင်ဆိုးရဲ့မင်္ဂလာဖိတ်စာလေးကိုကြည့်ရင်တောပြထွက်ရင်ကျွန်တော်ရဲ့လက်ဆွဲတော်တနက်ကိုတိုက်ချွန်နေတယ်ဆက်တော့ဟာလူပြိုကြီးစောတင်မောင်ဘာရောကွာစောတင်မောင်ကမောင်မောင်ဆိုးရဲ့မင်္ဂလာဆောင်ဖိတ်စာလေးကိုကရင်နဲ့ကျွန်ုပ်နားမှာဝင်ထိုင်တယ်ဝါကျုပ်ပြီဆိုတော့လေဒီအတန်တွေဒီဖိတ်စာတွေမြင်နေကြနေရပြီ ရင်နာတယ်ရင်နာတယ်ဟဲ့နေ့ကဘသူကရင်နာကိုထိုးလွှတ်လိုက်လို့လဲဇက်တော့တဲထုံးဝေးတာကိုကျုပ်ဘဝကိုကျုပ်ရင်နာတာဗျသူများတကာတွေလိုမင်္ဂလာဆောင်မဲ့ရှင်ပေါ်လဲမရှိကျုပ်ဘဝကံကူကစိုးပါတယ်တခါတလေကိုဘဝကိုပြန်တွေးပြီးငူချင်တဲ့ဇက်တော့ရဲ့ငူချင်တဲ့ကျွန်တော်ငူလိုက်ပါရစေစိုးတယ်မောင်ကတကယ်ပင်ငူချနေပါတယ်ကြောမကောင်းကြမကောင်းမိမမရတာနဲ့များအောင်ငူရသလားအခုလုံငူလိုက်မှရင်ထဲမှာပေါ်သွားတာဆရာတော်ရဲ့ ။တရင်ကျုပ်ပြီဆိုရင်မျက်ရည်ဝိုင်းရတာကကျုပ်ပါဆက်တော့ကျုပ်ပါကျုပ်ဘဝမတနာတော့ဘူးလား။ဟာကျွန်ုပ်တနာလို့မင်းပါရမလဲ။မင်းကလေးတွေတနာမှနင့်ကိုမေတ္တာတတ်ဝင်ချစ်ခင်မှာပေါ့။ဗာမင်းကလေးတွေကသူတို့စိတ်ထဲမှာတနာလာရင်ချစ်ကြိုက်မိရောလား။ဒါပေါ့ကွာ။ကျွန်ုပ်လဲစကားစာကိုမြင်မြန်ဖြက်က။ gain ကျွန်ုပ်သွားမယ်ပြောလူပြိုကြီး။တော်ရဲဝင်ရန်အတွက်ဘိုက်ကလေးကိုအရှာထွက်ခဲ့ပါတယ်။တရင်ကျုပ်ပြီးဆိုရိုင်းယောဂါထလာတဲ့လူပြိုကြီးစောတင်မကိုမြင်ပြင်းကပ်မိပါတယ်။ ဒီနေ့မှာတော့ကျွန်တော်တောပြထွက်ရမှာအပြန်ရွာလေလမ်းမပေါ်မှာချိုင်းတောက်နှစ်ဖက်နဲ့လမ်းလျှောက်လာနေတဲ့စောတံမာကိုတွေ့လိုက်ရတယ်။ကျွန်တော်မှထိတ်တလန့်ဖြစ်ရတယ်။စောတံမာမင်းမင်းခြေထောက်ကဘလို့ဖြစ်လာလဲ။ပတိအဖွေးသားနေပါလား။အပင်ပွားပြုတ်ကြလို့ခြေထောက်တန်ရရလား။စောတံမာကဘေးဘီကိုတစ်ချက်ကြည့်ရင်ခက်ခဲနေရှိလိုက်ကဆက်တော့ကျွန်တော်ခြေထောက်ဘာမှဖြစ်ဘူးဗျ။ဆက်တော့ပြောသလိုအခုလိုဒုက္ခိတာလေးဖြစ်အောင်တမင်ဟန်ဆောင်ထားတာ။ကောင်းမလေးတွေမြင်ရင်တနာအောင်လို့ကြံကြီးစီရမလောက်ကောင်းလောက်ကောင်းစောတံမောင်ရဲ့ ိုးဆရာတို့မသိပါဘူးအခုကျွန်တော်ပုံစံကိုကြည့်ပြီးရွာတောင်ပိုင်းကလှိုက်ရွက်ကတနာလူတဲ့ကိုစောကြီးနဲ့တဲမဲ့တက်စာတွေဝယ်ထားတယ်ဆိုတော့အခုသွားယူမလို့ကျင်းသေးတာကတော့သူတို့ကျွန်တော်တနာနေပြီဗျတနာရကနေချက်ချက်ချက်ရကနေပြက်ခွာမသွားအောင်ချက်တရာပွားပြီးမြစ်တာတရာကြီးပေါ်မှာလေမင်းနဲ့မောင်ရှောင်းမလွဲရွှေမြစ်တာတော်တိမြဲဖို့အတီးယူပါလူပြိုကြီးရဲ့စောတယ်မောင်သူအခိုင်ခုနှစ်တန်ချီပြည့်အော်ဟစ်လိုက်တဲ့စောတန်မောင်ရဲ့အမိအတန်ကြောင့်ကျွန်ုပ်ပင်လန့်ပြန်သွားရတယ် ဟဲ့စောတယ်မောင်နင်းကငါမွေးရုံးကအကောင်းလေးပါအခုကြိုးကျင်အောင်ဆောင်တော့လူမြင်လို့မှကောင်းသေးရဲ့လားဟဲ့တိမဲငါချောင်းတိစေရမယ်မွေးရကြိုးမနဲ့တဲ့သားဒင်းကားလက်နဲ့တွေ့မယ်လူပြိုကြီးစောတယ်မောင်မှာသူ့အမေရဲ့ဒေါသကိုသိလို့ဂျိုင်းတာကိုဘောကနေလွှတ်ချကတချိုးလေးပြေးပါတယ်။အော်ယူပါပြီစောကြီးရဲ့ဒီမဲ့ဥတ်တပီးကျမတာကိုမြောင်မြောင်မပေးပါနဲ့ကျုပ်သားတကယ်ကျိုးလို့ရတော့ရှင့်ပြပဲအဲ့လိုဗျာကျုပ်နဲ့ဘာမှမဆိုင်ရပါလားဘာမဆိုင်ရမှာလဲ ရွာတွေကမိန်းကလေးတွေတနာလာအောင်ရှင်မဲအကြံပေးလိုက်တာလေကျွန်တော်မှကိုရှူးကိုပတ်နေပြီဟာဗျာသူကိုယ်တိုင်ကဒီဝါကျွတ်မှာမိန်းမလူချင်နေတာလူသားဆိုသိပြီအဲ့ဒါခမည်းတော်ကရှာကြံပြီးပေးစားလိုက်ကြအောင်ဗျကျွန်တော်မှစကားစာကိုဖြတ်ပြီးလူပြိုကြီးအမေစီမှာခတ်တုတ်တုတ်ထွက်လာခဲ့တယ်တိတ်ဆိတ်သောညာချမ်းအချိန်လေးမှာရွာလေရှိမောင်းတက်နိုင်တဲ့မမျက်တင်တွေတို့ရဲ့မင်္ဂလာဧကန်ပွဲအကျိုးညရဲ့မက်ဒလင်လက်တံကမြိုင်ဆိုင်လာတယ်ကျွန်တော်လည်းမက်ဒလင်လက်တံကိုနားထောင်ရင်းနဲ့ ရွာရှိဝါဒနာရှင်လေးများရဲ့ဂီတဆွမ်းရည်ကိုအကဲခံနေမိတယ်။အခုလိုကျွန်တော်တို့ရဲ့ချစ်တငယ်ချင်းမောင်တက်နိုင်ရဲ့မင်္ဂလာညချမ်းမှာတည်ဆူဂုံပြုခွင့်ရတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါရယ်။ချစ်တငယ်ချင်းတို့ဦးအောင်မင်းအောင်ပေါင်းနိုင်ကြပါစေ။အခုဆက်လက်ပြီးကျုံနှန်းရွာရဲ့တေးတန်ရှင်ကိုပိုင်ကလေးကတည်ဆူတော့မှာမို့နားတော်တာဆင်ကြည့်ကြပါအောင်။တပည့်ကြီးတဲဟုတ်နေပါလား။ဘိုက်ကလေးကမိုက်ခွက်ကိုဟန်ပပကင်ကကျွန်တော်ခုဖြောပြတင်ဆက်မဲ့တခြင်းကတော့ ူများနဲ့ညားတဲ့ငါးရီးစားဆိုတဲ့တခြင်းပဲဖြစ်ပါတယ်။ဘိုက်ကလေးအတန်ဆုံးတာနဲ့မန်တက်ပေါ်ကိုအုတ်ခဲတလုံးကျလာပါတယ်။မန်တက်အတွင်းရှိလူများထိတ်လန့်ကုန်ကြတယ်။ဘာဖြစ်တာလဲဟ။ဘဲကောင်လက်ကမြင်ကြောထရလဲကွာ။လက်ကမြင်ကြောထတဲ့ကောင်ငါနဲ့တွေ့မယ်ဟဲ့။အာနုလာမူကဘိုက်ကလေးလက်မှာမိုက်ခွက်ကိုယူပြီးကျင်းပါတယ်။ဒီတကာကင်းနဲ့ပေါက်ရဲပေါက်ကြည့်။အာနုလာမူကြောင့်သိစေရမယ်ကွာ။ဂိုင်းဘိုက်ကလေးဆက်ဆို။ကျွန်တော်မဆိုတော့ပါဘူးဗျာ။သူများနဲ့ညားတဲ့ငါးရီးစားဆိုတော့ အခုမောင်တက်နိုင်ရဲ့ဇနီးလောင်းလေးရာဟိုတုန်းကကျွန်တော်နဲ့ဘာကလို့တူတူအရေးထဲမှာအမှတ်ကယူနေပြန်ပြီမောင်တက်နိုင်ကြလို့ဒါနဲ့လိုက်နေအောင်မယ်နန်းတဲ့ပေါ်ကိုထက်ကြလာတဲ့ဂဲလုံးကြောင့်ကျွန်ုပ်ပင်ဒေါသထွက်သွားတယ်မင်းတို့အသားနေဂင်းနဲ့ပေါက်တဲ့လို့ကျွန်ုပ်သွားရှာမယ်တွေ့ရင်တော့တကြီးပါစီစီပို့ပြီးထိတ်တုံးခတ်ပြက်မယ်ကျွန်ုပ်လဲဒေါသနဲ့အတူမန်းတက်အတွင်းမှထွက်ပြီးဟိုတတီကြည့်မိတယ်ဟိုရှိကကုတ်ကုတ်ပင်အောင်မှာမင်းမဲအရေးတခုကို မိုးစိုးမျက်လုံးပြပြီးဖြက်ကနေလှမ်းမြင်လိုက်ချိန်မှာကျွန်ုပ်လည်းလွန်စွာမှလင်းမြန်သောအဟုန်နဲ့ပြေးထွက်မိတယ်။ကျွန်ုပ်လည်းကိုယ်ကိုလှမ်းဆွဲလိုက်တယ်။ဟာစစ်တုစစ်တုကျွန်တော်ကျွန်တော်စောကြည့်ပါ။ကျွန်ုပ်လည်းဖမ်းဆုပ်ထားတဲ့လက်ကိုပြန်လွှတ်လိုက်တယ်။စောတဲ့မောင်ကပစိုးစလဲတိုင်းပြီးတော့ပစိုးထဲမှာအုတ်ခဲများကိုထည့်ထားပါတော့တယ်။မင်းမင်းသူများမင်္ဂလာဆောင်ဒီလိုလုပ်ရလား။ခဲဘိုးလူချင်းလည်းပါဆက်နဲ့တောင်းပေါ့ကွာ။စစ်တော့ကျွန်တော်ကခဲဘိုးဘာလုပ်ရမှာလဲ။အခုခဲနဲ့ထူတာမောင်တက်နိုင်ကိုမကျေနပ်လို့ဗျသူကောင်မလေးကိုကြောက်ရီမန်းထတာဗျ ဒီကောင်လက်ဦးသွားပြီဗျ။ဒါကြောင့်ဒီကောင်မက်လောက်သားလောင် ဆုံးမနေတာ။ဒီမှာစောကြည့်။အောင်တက်နိုင်တဲ့မင်းနဲ့အချင်းနေချင်းတူလား။အောင်တက်နိုင်မှာကအလုတ်အကိုင်းနဲ့နောက်ပြီးမိမမယူခင်ကလေးက၃နှစ်၃မုံစလုံးစုဆောင်းလာတာ။ကိုယူတဲ့မိမကိုတင်တောင်းတက်နေပြအောင်ကြိုးစားထားတာ။ကဲမင်းမမိမယူဖို့ဘာစုဆောင်းထားလဲ။ဘာစင်စစ်ဖြစ်ပြီလဲ။မင်းလိုကောင်မျိုးဘယ်မင်းကလေးဘယ်မိဘကမှစဉ်းစားမှာမဟုတ်ဘူး။စတော့ပြောရက်လိုက်တာနော်။ပြောရမယ်ကွာ။ မိမယူရဲဆိုတာဟိရဲ့ကစုံရဝယ်တာမဟုတ်ဘူးအားလုံးကိုဘက်ကစက်သက်ဖြစ်မှတင်းနှောင်းတက်တက်ဖြစ်မယ်မိဘရှင်တွေကကြည်ပြူမှရွှေသမက်လေးရှင်ပေမှာဆိုလို့နော်ဟုတ်ဟုတ်ပါတယ်ကျွန်တော်မှားသွားပါတယ်ကျွန်တော်ဘက်ကအစင်သစ်ဖြစ်အောင်ကြိုးစားပါတော့မယ်ဒီလိုမှပေါ့ကွာအားလုံးအစင်သစ်မယ်လူပြူကြီးကဆက်လွယ်တိုင်းထားတဲ့ပစိုးအတွင်းမှာအိုကေမြကိုပြစ်ချလိုက်ပြီ။ငိုင်းဆိုင်ငိုင်းဆိုင်နဲ့ထွက်ခွာသွားတယ်။ဒီလိုဆိုတော့လေလူပြိုကြီးကိုတနာမိသွားတယ်။ လူပြိုကြီးကကျွန်ုပ်နဲ့တွေ့ဆုံပြီးရွာမှာတပတ်လောက်ပျောက်ကွယ်သွားတယ်။တပတ်ပြည့်မြောက်တော့ချိန်မှာလူပြိုကြီးကအထုပ်ကြီးတစ်ထုပ်ကိုထမ်းပြီးကျွန်ုပ်ရှေ့မှာပေါက်ချလာတယ်။လူပြိုကြီးမင်းဘယ်သွားနေရလဲမတွေ့ရတပတ်လောက်ရှိရောပေါ့။အိုးဒါရီမပြောနိုင်အောင်ဆက်တော့အဲ့ဒီညကစုံမလိုက်ပြီးကလေးကညင်သာမျိုးတက်သွားတာလေ။ဆက်တော့ပြောသလိုမိမယူဖို့အစင်သက်သွားလို့တာလူပြိုကြီးကပြောပြောဆိုဆိုချွေးတန်ရွှဲရွှဲနဲ့သူ့အထုပ်ကိုဖြီးလိုက်တော့တယ်။အထုပ်အတွင်းမှာဆွဲထုတ်လိုက်တာကစအိတ်များ မင်းရကမင်္ဂလာဆောင်ဖိတ်စာတွေပါလားဟုတ်တယ်လေမင်္ဂလာဆောင်ဖိတ်စာအဆောက်နှစ်ရာရိုက်လာတယ်ဟာဒီဖိတ်စာဘသူအတွက်လဲကျွန်တော်အတွက်လေကျွန်တော်အတွက်ပေါ့ဟာလူပြိုကြီးဘယ်တော့မှများစွန်သွားပါလဲကျွန်တော်လည်းအားရဝမ်းသာပဲလူပြိုကြီးရဲ့မင်္ဂလာဖိတ်စာကိုဖွင့်ဖက်လိုက်တယ်သူအခါမှကျွန်တော်ထားကုန်မတက်အံ့ဩရတယ်ကြုံတိုင်းရွာနေဥဖြူဒေါ်မလခိုင်တို့ရဲ့သားမောင်စောတင်မောင်နဲ့နားရတာရှိလိုက်တာကြုံတိုင်းရွာနေကွက်လက်ကွက်လက်တို့ရဲ့သမီး ကွက်လက်တို့ရဲ့မင်္ဂလာဧကံပွဲကိုအထက်ပါစီစဉ်တိုင်းကြွရောက်ပါရန်လေးစားစွာဖိတ်ကြားအပ်ပါတယ်။နှစ်ဖက်မိဘများနဲ့မောင်စောတမောင်မိဟာကသူတို့သမီးအဖေနဲ့အမေနဲ့နောက်ပြီးသူတို့သမီးနေရာမှာလဲကွက်လက်ကြီးနဲ့စက်တော့ပဲပြောတယ်လေဗျာ။မိမယူဖို့ဆိုရင်ယောက်ျားလေးဘက်ကအစင်တည့်ပြင်ဆင်ထားရမယ်ဆို။ဒါကြောင့်ကျွန်တော်ဘက်ကကြိုတင်ပြင်ဆင်တဲ့အနေနဲ့မင်္ဂလာဖိတ်စာကိုကြိုတင်ရိုက်ထားတာလေ။ကွက်လက်နေရာမှာတကယ်ယူဖြစ်မှာနံပါတ်တွေဖြည့်လိုက်မယ်လေ။ကဲမပိုင်းလားဆရာတော်ရဲ့ ပိုင်ပိုင်ပိုင်ပါပဲကျွန်တော်မှလူပြိုကြီးကိုကြည့်ပြီးတော့အကြီးအကျယ်စိတ်ပြက်ပြီးဘာကွပြက်ပေါ်ကိုဝုံငနဲ့ပလက်လန်လဲချလိုက်ပါတယ်လူပြိုကြီးအမေနဲ့ကျွန်တော်နဲ့ကတော့အကြီးအကျယ်ရံပွင့်ဆင်နွှဲရတော့မယ်ဒီနေ့ကံမကောင်းပါလားကျွန်တော်ရဲ့ဘဝတသက်တာမှာလွန်စွာမှကန်ဆိုးလှစွာသောလူတယောက်ကိုတွေ့ခဲ့ရဘူးတယ်ကျွန်တော်တို့ကြည့်ရှုဘူးတဲ့ဘရာဇာရီဇက်ထုတ်ကပင်ဆက်လန်တင်လောက်ပါတယ်ထိုပုဂ္ဂိုလ်မှာတခြားသောသူမဟုတ်ပါဘူးကျွန်တော်တို့ဂျုံတိုင်းရွာမှာငကပြံမွေးမြူရဲ့ချမ်းပိုင်ရှင်အတီးဆိုတဲ့တရုတ်ကလေးပင် ပဒါစာရေးကိုဒါတာနင်တို့ကြည့်ရတာဟွာပြင်းအောင်ပြင်းသေးတယ်ဟဲ့အဆိုပါတရုတ်ကလေးအတီးကရွာမှာပတ်စံရှိတယ်ဆိုတဲ့လူအ ਨੇ ချင်းမှာပါဝင်သူဖြစ်ပါတယ်သူပတ်စံရှိရဲ့အတီးမှာအောင်ပါလီထီ၅သိန်းစုပေါက်ပြန်ပါတယ်အော်ပတ်စံပတ်စံလူချင်းလို့သူ့နောက်လိုက်ရတာမောလို့မလူချင်းမှုဆိုမှဟွာစီကိုအပြေးလာတယ်သူဘာကောင်းလဲအော်ပတ်စံပတ်စံအတီးမှာထီပေါက်ပြီဆိုတာနဲ့သူ့ရဲ့ငကပြန်မွေးမြူရေးချံကိုရောင်းဖြစ်ပြီးမြိုင်းသားနဲ့ကြုံတိုင်းရွာကိုပြေးဆွေးရန်မော်တော်တစ်စီးဝယ်လျော့တယ် စီရတော့ပွားတက်တက်လုံးအကုတူအလုပ်တွေလုပ်ခဲ့တာကြပြီပွားကုဒီအလုပ်တွေဆွတ်လွတ်ပြီးကုတူလည်းရဝမ်းလဲဝါတဲ့ဟော်ရီမော်တော်အလုပ်ပဲလုပ်တော့မယ်မိမော်တော်ချောင်းကိုဘလောက်တိလို့လဲတိပြီကောဆီရတော့ရဲ့ဒီဇယ်စီကိုမော်တော်ရဲကိုလောင်းထက်နောက်ပြီးဆက်နိုးဘူးကနဲ့ဆက်နိုးရင်ဝေါ်ကနဲ့မောင်းထွက်တာဘာခက်လို့လဲပြင်းအောင်ပြင်းသေးတယ်လုပ်ငန်းအသစ်ဆိုတာကိုကကြွန့်ကြံမှာနော် အိုးကျွမ်းပြီးသားမြိုင်းသားနဲ့ဂျုံတိုင်းကို မော်တော်စီးလာတာငငယ်လေးကမော်တော်ကြောင်ကောင်းကောင်းတည့် တရုတ်လေးအတီးမှာမွေးမြူချမ်းပန်ရှင်မှာမော်တော်ပန်ရှင်ဘဝကိုပြောင်းရှာလေပြီဟေးဘသူမှအလက်ကားမစီရအောင်ပတ်စံမပေးလို့ရတော့ဘွာအမျိုးလဲလက်မခံဘူးဒါစီးဘွားရှာနေရဒီလိုနဲ့တရုတ်ကလေးအတီးရဲ့မော်တော်လေးမှာပထမဆုံးအခါကုံပြည့်လူပြည့်ဖြစ်ကြုံတန်းရွာမှာမြိုင်းသားကိုထွက်ခွာခဲ့ပါတော့တယ်တစ်ခေါက်တစ်ခေါက်လေးငါးတောင်ပြေးမလို့ဘူးချမ်းသာရကြည်သေးရဲ့ချမ်းသာရကြည်သေးအတီးရှေ့မှာမိုးရွာတော့မယ်မိုးရွာရဲ့ဒီကုံတွေနဲ့ဆက်မောင်းလို့ရမှာမဟုတ်ဘူးကန်းကတ်မှပြန်မှာ ။အိုးစလင်ကြီးကလည်းမိုးရွာပါဖြစ်အရေးကြီးတာမြိုင်းသားကိုစောစောရောက်ပြီးကုံတွေခီးတဲ့တွေများများရောက်အရေးကြီးတယ်။ဆက်မောင်းဆက်မောင်းဆက်ကောင်ဖွင့်။ဒါတော့လောပါကြည့်တဲ့ကခီးတဲ့တွေပါနေလို့ပေါ့ကွာ။အတီးနဲ့စလင်တို့စကားများပြီးနောက်စလင်ဦးချစ်မှာမော်တော်ပေါ်မှာဘောတစ်ခုကောက်စော့ကခုံဆင်းသွားတယ်။အလုတ်ထွက်တယ်ကွာ။ဟွာပြောတာမခံချင်းလို့ဆင်းနေ။မင်းကိုအလုတ်ဖြုတ်လိုက်ပြီ။ကြားသလားလို့။မောင်ချစ်တို့ကလည်းသူများအကြောခံတာမဟုတ်ဘူးဆင်းနေကွာဆင်းနေ။ ဇလင်ဦးချေရေးတဲ့ဆင်းသွားတော့အတီးကိုတိုင်းတက်မှကိုင်းတော့တယ်။ဒါလေးများခတ်တာလိုက်လို့ဟောတယ်လို့လဲ့ရင်ဟဲ့တယ်လို့꿰မယ်ဒီလိုလဲ့ရင်ဒီလို꿰မယ်ပြင်းအောင်ပြင်းသေးအတူချုပ်ပင်ကျွန်တော်စိုးရပါတော့မယ်။ကုန်းမောင်ရွာထိတ်ကိုရောက်ချိန်မှာမိုးရံလေတဲ့ကြောင့်မော်တော်မှာတိမ်းမောက်ချီတော့တယ်။ကြီးတဲ့၄၅၀ယောက်မှာအလွတ်ရုံးပြီးကူးသွားနိုင်လို့သာတော်တော့တယ်။အတီးမှာကဝောက်ကဲပါဦးဝောက်ကဲပါဦးဝောက်မကင်းနဲ့ဝောက်မကင်းနဲ့ဝောက်မော်တော်လေးကိုကဲကြပါအောင်မော်တော်လေးနှစ်နေပြီမော်တော်လေးကိုကဲကြပါအောင် အတီးမှာသူကိုယ်တိုင်ပင်ကိုလို့ရုံးပြီးကုန်းပေါ်ကိုပြေးလွှာကုခဲ့ပါတော့တယ်။ကန်းချိန်မှာအတီးမှာလူလာခောက်ပြန်အယူပတ်မှာအော်ဟစ်နေရှာတယ်။မော်မော်တော်နှစ်တော်မယ်။ဒီတိုင်းကြည့်နေတော့မှလားပြို့မော်တော်လေးကိုကဲကြပါဦး။အတီးမှာသူကိုယ်မှာလွေထားတဲ့ပတ်စံအိတ်ကိုချပြီးရေထဲဆင်းရံပြင်ပါတယ်။ဟာရေကအနက်ကြီးမဖြစ်ဘူးမဖြစ်ဘူး။ရွာထဲဝင်ပြီးလူတွေအကူအညီတောင်းမှအတီးသူပတ်စံအိတ်ရှိရာကိုပြေးသွားချိန်ခွေးတကောင်ကအတီးပတ်စံအိတ်ကိုချီးပြီးတော့တောထဲကိုဝင်ပြေးပါတော့တယ်။ဟာ အရင်နဲ့ဒီခွေးကဝါပဆိုင်ကိုခြိသွားပြန်ပြီဟဲ့ဟဲ့ခွေးအတီးမှာနစ်နေတဲ့မော်တော်ကိုမကြည့်အောင်ခွေးနောက်ကိုပြေးလိုက်နေပါတယ်ခွေးမှာမျက်ခြေပြတ်သွားပြီးကောင်းမောင်ရွာတဲ့အယောက်မှာမောမောနဲ့တပင်အောင်မှာခြေပြက်လက်ပြက်ထိုင်းချလိုက်ပါတယ်တပင်အောင်မှာမိုးခုံရင်မိနေတဲ့ခွေးပေါ်ကိုထိုင်းချလျက်သားဖြစ်ကခွေးမှာအတီးရဲ့ခြေတလုံးကိုကိုက်ပြီးတော့ထွက်ပြေးတော့တယ်အတီးဒေါတာကသူ့ကိုကိုက်သွားတဲ့ခွေးနောက်ကိုစုပုံကြောက်ရောက်ကအုတ်ခဲကိုကင်ပြီးပြေးလိုက်လာပါတယ် ခွေးကိုအကုံပြပောက်လိုက်တဲ့အုတ်ခဲမှာခွေးကိုမထိပဲနဲ့လမ်းသွားနေရွာသားတယောက်ကိုထိမှန်ပြန်တယ်။ကြည်စံငါကိုတတက်မဲ့စော်ကားတာကုန်းမောင်ရွာသားဘားတဲ့အချောင်းကိုကောင်းကောင်းသိစေရမယ်ကွာ။ကုန်းမောင်ရွာသားကအတင်းပါလာတဲ့ထုတ်ပြအတီးရဲ့ခေါင်းကိုရိုက်ချလိုက်တယ်။ဟိတ်ကောင်စကားမရှင်နဲ့မင်းတို့တစ်ချက်နဲ့မကျေနပ်ဘူး။ခေါင်းရှက်စိတ်ကိုအောင်ရိုက်မယ်ကွာ။အတီးမှာတကယ်စော်မဲ့ကုန်းမောင်ရွာသားကိုလန့်ပြီးတော့တကြိုးလေးပြေးရပြန်ပါတယ်။တကယ်စော်မဲ့ကုန်းမောင်သားပြေးမှာပဲ။အတီးမှာကြောက်လန့်တကြပြေးနေရမှာ ငါးအုပ်တုံးနဲ့တွေ့ရငါးခွေခံရတဲ့အပြင်ငါးပါအကန်ခံလိုက်ရပါတော့တယ်။ပြေးလမ်းမှာရှုပ်တဲ့ကောင်တိဟ။ဝါစီပြီးဝါစီပြီးဝါစီတင်တာကြပြီ။ငါးအုပ်တွေမှာအလွတ်ယုံပြီးကြုံတိုင်းရွာကိုအပြေးပြန်လာတဲ့အတီးမှာ ရွာဝင်တံတားထိတ်မှာပလက်လန့်နေတဲ့ပြင်းချမ်းမှာလေးလက်မှတန်ကိုတက်နေမိပြန်တယ်။ဟာတန်တန်ဆူးတန်ကိုခရခဲစင်နှုတ်ယူပြီးရွာကိုထုံနေထုံနေပြန်လာတဲ့အတီးပုံစံကိုရှူစမ်းမှမိတ်ဆွေ။ကြည်စံဝါမှာတင်မောနဲ့တဲ့ ပတ်စံအိတ်ခွေးချီရဲလူအရိုက်ခံရတယ်မားခွေးခံရတယ်အခုတန်ဆူးပြန်ပြီအမလီလေးဝါဖြစ်ကိုကြည့်ပါအောင်ဗျဗဒါစာရေးဇက်ထုတ်တဲ့စိုးတယ်ဗျကျွန်တော်မှာအတီးရဲ့အဖြစ်ပြက်အလုံးစုံကိုခြုံငုံသုံးသက်ပြီးချိန်မှာအတီးဖြစ်ပုံမှာဗဒါစာရေးဇက်ထက်တာလွန်သွားချေပြီလို့မှတ်ချက်ချမိပါတော့တယ်ဒါကြောင့်မင်းကိုကျွန်တော်ပြောတာကိုမကျွမ်းကျင်တဲ့အလုပ်ကိုမလုပ်နဲ့မှားတတ်တယ်လို့အခုလက်တွေပဲမဟုတ်လားဟုတ်ပါတယ်ဆရာတို့ရေဟွာမှားလဲမှားလဲအခုဘဝမှာကောင်းကောက်စရာမရှိအောင်မွဲပြီး ကကဲငုံမနေနဲ့အမောပြေရင်းနှွေးလေးတောက်လိုက်ပါအောင်မသိမြင်ရင်ရင်းနှွေးအိုယူခဲ့ဟိပြီးတော့အတီးတံရရစိတ်ထက်ရအောင်ကျွန်တော်မှအတီးကိုကြည့်ပြီးစိတ်မကောင်းဖြစ်အောင်မှတပါဘာမှမတန်နိုင်ဘူးသူကไก่မသိမြင်ယူလာတဲ့ပုတ်ပွတ်စုနေတဲ့ရင်းနှွေးကရမှာမသိမြင်ခလုတ်တိုက်လို့အတီးကိုပေါ်ကိုလောင်းချလိုက်လို့ဖြစ်သွားတယ်အောက်မလီရင်းနှွေးနဲ့လောင်းနေပြပူရဲပြလောက်ကြပါအောင်အတီးမှာဆိတ်ဆိတ်ခုံပြီးကျွန်တော်ခြံထဲမှာပတ်ပြေးနေတယ်အရေးပြားတွေလမ်းကုန်ပြီးကဲကြပါအောင် ပေါ်ဝါကိုရင်နှွေးပူနယ်ဝိုင်းပတ်တဲ့ဥတ္တပီတို့တကြီးနဲ့တိုင်မယ်အတိအုပ်ကြည့်ပြီးကျွန်တော်လွန်စာစိတ်မကောင်းဖြစ်အောင်မတပါကျွန်တော်ကရောဘာများတက်နိုင်အောင်မလဲဩမကျွမ်းကျင်တဲ့အလုပ်လုပ်မိတဲ့အတိတရဒီနေ့ကံမကောင်းပါလားပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျွန်တော်ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနှားစင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်